င်္ဂလာပါကျွန်တော်မျိုးတွေဗမော်နဲ့ပတ်သက်ပြီးတော့အာသတင်းမှန်လေးတွေကျွန်တော်သိရှိထားသမျှလေးကိုအတူတကွ share ကြမယ်ဗျာနော်အာကျွန်တော်သိရှိထားသမျှလေးကိုကျွန်တော်ရဲ့အမျိုးတွေအားလုံးနဲ့ share ရပါမယ်အဲ online ပေါ်မှာကြည့်လိုက်လို့ရှိရင်တော့ဗျာနော်ဟိုဗမော်ကသူတို့သူတို့ပတ်စံမှာကြာလို့ကြာဒုက္ခတွေရောက်လို့ရောက်သေးရမလားဘဝတွေပြက်လို့ပြက်ပေါ့နော်အဲပို့ပြီးတော့ဆိုတာက video account တွေပေါ့အဲ video account တွေနဲ့စိတ်ချစစ်စီရေသူတို့ကိုသူတို့ပြန်ပြီးလုံနေရတဲ့ဘဝတွေရောက်နေတာအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးနဲ့တွေ့ပါလိမ့်မယ် ဗီဒီယိုထဲမှာတခါတည်းစစ်သွေးကြွ PDF တွေကဘိုကင်းထဲကနေပြီးတော့လှမ်းပြီးပစ်နေရတယ်ဟာပုတ်အဲ့ဒီဗီဒီယိုကြီးကိုတင်ပြီးတော့သူတို့ကစာခါခါ21ကိုတက်မှယူရပါပြီပေါ့နော်ရတော့မသိမကြခင်ရပါတော့မယ်ဟာစ조사ထားကြဆိုပြီးတော့လုံနေတာတွေ့ရတယ်အဲ့တော့အဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆိုတော့လေမြင်တိုင်းလည်းမယုံနဲ့ကြားတိုင်းလည်းမယုံနဲ့တေချာစမ်းစစ်ကမယ်လေ့လာရမယ်နော်ဆိုတော့အဲကျွန်တော်တို့ကျောင်းငပိန်းနေနီပိန်းနေမှာမဟုတ်တော့ဗျာကျွန်တော်တို့ဟိုလောကမှာ ်ညီပိန်ခေါ်ခံမလားဘောမခေါ်ခံမလားဆိုရှင်ဘောမတွေဟာအတွေးခေါ်ရှိတယ်စင်ကြင်ညာရှိတယ်ညီပိန်ခေါ်တာကျွန်တော်အနာဆုံးပဲဗျာသိလားညီပိန်ငပိန်ခေါ်ခံရတာကျွန်တော်အနာဆုံးပဲအဲ့ဒါကြောင့်မလို့အဲ့တော့ငပိန်ညာတော့ယုံတယ်ငပိန်နဲ့ညီပိန်ညာတော့ယုံတယ်အဲ့တော့27ကြီးကြပါပြီးတော့ကြတော့မယ်လို့80ခန်းလို့ရထားပြီးလို့ဆိုတော့ကိုတော့ညီပိန်နဲ့တော့ယုံကြပါလားအဲယုံကြပါစေနော်အဲကျွန်တော်တို့ကတော့ ယုံလဲမယုံဘူးမယုံလဲမယုံဘူးလည်းမပြောဘူးပေါ့အတော့ပါတော့လည်းပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်တော်တည်ချေချာလေ့လာကြည့်တယ်လေ့လာကြည့်တဲ့ပြင်ကိုကျွမ်းကျင်သူတွေနဲ့ကျွန်တော်ဆက်လက်ပြီးလေ့လာပါတယ်အဲလေ့လာကြည့်တဲ့ခါမှာတော့အော်တို့နိုင်ငံနီပိန်းနေနီပိန်းနေတော်တော်များပါလားအဲ့တော့ကျွန်တော်ကျွန်တော်နီပိန်းခေါ်မှာကျွန်တော်အရန်နာပါကျွန်တော်ဘတော်မှာနီပိန်းမခေါ်မိနဲ့နော်ကျွန်တော်ဆဲလို့ရတယ်ကြိုက်တာပြောလို့ရတယ်တို့ပါတော့လည်းကျွန်တော်ကိုနီပိန်းခေါ်တဲ့နေ့ဟာကျွန်တော်စိတ်ဆိုးတဲ့နေ့ပဲအဲ့တော့ အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာအနည်းဆက်ဆုံးပြောနိုင်တာကတော့အနှစ်36ပေါ့နော်နှစ်36နောက်ဆုတ်ပေးထားတာရှိရလေအဲ့ဒီဟိုကအဲ့ဒီချိန်တုန်းကဗီဒီယိုအဟောင်းကြီးနဲ့အပြန်ပြီးစိတ်သက်စစ်စင်ရေးလုပ်နေရအောင်ကျွန်တော်သွားတွေ့ရပါတယ်အမှန်တကယ်မြေပြင်အခြေအနေအစ်စ်မှန်ကိုကျွန်တော်ပြောပါမယ်မြေပြင်အခြေအနေအစ်စ်မှန်မှာဟိုတုန်းကမှလေအဲ27နာကိုကတ်ပြီးကြားချောင်းချောင်းလို့ရသေးတယ်ကတ်လာလိုက်ပြန်ပြေးသွားလိုက်ကတ်လာလိုက်ပြန်ပြေးသွားလိုက်လုပ်လို့ရသေးတယ်အခုကြတော့အခြေအနေကဘယ်ဖြစ်သွားပြီလဲဆိုတဲ့အခါကျတော့ ကတ်ဖို့နေနေတတ်တာသူတို့လည်းကံတရားကမျက်နှာตาမပြေးဘူးပဲတိလားအဲကြောင့်မို့ဘံမောဟာနတ်ဆောင်တဲ့မျိုးလို့နော်ဘံမောနဲ့ပတ်သက်လာလို့ရှိရင်ကံတရားဟာအမြဲတမ်းကံကောင်းနေမှာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီမှာရှိနေစစ်တီတွေရဲ့ဒူဘေဒံမခံမှုစစ်သားကောင်းပီသားမှုမိသားစုဆက်ဆံရေးနော်ဒီအမဦးစီးနေတဲ့တမမူကြီးရဲ့စီမံခန့်ခွဲမှုတွေနော်ဘယ်ကောင်မဆိုတော့တမမူကြီးရဲ့အစီအမံတွေကိုကျွန်တော်တွားကြည့်လိုက်တာလေတော်တော်လေးကို အံ့ဩဖို့ကောင်းတော့အောင်ညံ့ညံ့သွင်းနဲ့ပြည့်စုံပါပြီလေအဲ့တော့ဒီကောင်းခြင်းနေအများစွာနဲ့ပြည့်စုံတဲ့ပမောဟာသူတို့ကပ်ဖို့နေနေတာတာအခုချိန်မှာပို့ပြီးတော့ဝေးတဲ့ဝေးတဲ့ဝေးတဲ့ဝေးနေတဲ့အခြေအနေမျိုးသွားတွေ့ရတယ်အဲ့တော့အဲပထမဆုံးတစ်ချက်နေပြောသူတို့ကန်တရားကန်တရားကမျက်နှာစာမပေးတာပါလဲဆိုတော့ခါကျ27နဲ့အရာဝီမျက်နှာစာသိပ်မလန်းဘူးဟလားမလန်းတဲ့ခါကျတော့အဲ့ဒီမှာလဲကဲလက်နက်တွေနဲ့ drone တွေနဲ့စောင့်နေတဲ့တက်ကနော်တစ်ဖက်ချမ်းမှာကြတော့အဲ့ဒီ KIA ရဲ့အဲ့ဒီကျွန်တော်တို့ PDF control တွေပေါ့ဗျာနော်သူတို့အားလုံးစုပြီးတော့ twin two တကိုးစား twin two ကုတ်ကပ်ပြီးနေတာနော်ဘယ်အချိန်တက်မှလဲဝင်မလဲရေတက်တဲ့အချိန်ဝင်မလားရေကျတဲ့အချိန်ဝင်မလားဆိုချောင်းနေတာအဲချောင်းနေတဲ့အချိန်မှာပဲကန်ဆိုးစွာနဲ့ပဲနော်ကျွန်တော်မြေနုကျုံလို့ခေါ်မှာပေါ့မြေနုကျုံမှာသူတို့တွေ twin two ပြီးတော့ twin two ပြီးနေတဲ့အချိန်မှာရေတက်တဲ့ခါကျမဖြစ်မနေ twin နဲ့ထွက်တာသူတို့ twin နဲ့ထွက်လဲထွက်ကောတက်ကဒီလို soft blow တီးတာ drop ball နဲ့ဒီလို soft တာအယောက်80 80လောက်က ARI မြည်ရင်တူမျောပါသွားတဲ့အခြေအနေမျိုးရှိတယ်နော်အဲ့တော့ရောက်80 80လောက်အဲသဘုံဘက်ကကြားတယ်လို့ပြောလို့ရပါပြီပေါ့နော်အဲ့တော့ကန်တရားကလည်းမျက်နှာစာမပေးဘူးအဲ့တော့ထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တက်မမူကြီးရဲ့နော်တက်မမူကြီးရဲ့ဆောင်ရွက်ပုံတွေကြတော့ကျွန်တော်ဘယ်လိုသွားတွေ့လဲဆိုတော့ဖဲချက်များကစားတယ်လို့မသိမလားမင်းကဒီကတ်ချရင် KIA ခွန်မော်နဲ့ပေါ့မိခွန်နဲ့ခွန်မော်နဲ့ပေါ့ဗျာတော့ ထားပါ sorry ပါကျွန်တော် VPN ခေါ်မိတာဘာကြောင့်လဲဆို online မှာမဟာသားလေးပေါ့ဗျာနော်အဲ့တော့ကွမ်မော်နဲ့သူနဲ့ကဒီဖဲချက်ချရင် तू ကဒီဖဲချက်ချတယ်အဲ့တော့ကွမ်မော်တို့ကလည်းဒီဘာမို့တိုက်တာဟိုသူ့ရဲ့ဖဲချက်တွေအကုန်လုံးကုန်ပြီပိုကာကစားရတယ်လို့သိမှာဒီ main ဒီဒီဖဲချက်ချရင်ငါဒီဖဲချက်ချမယ်ဆိုတဲ့ပုံစံမျိုးသိရမလားအဲ့တော့ဖဲချက်တွေလည်းကုန်ပြီ KIA လည်းပြုတ်ပြုတ်ပြုံးနေပြီအဲ့ဒီမှာပြုတ်ပြုတ်ပြုံးတဲ့အတွက်ကြောင့်မို့လို့သူ့ခင်ဗျားမှာ ဒီ PDF ကုန်လုံးတွေကိုလည်းခေါ်ခေါ်မရဘူးကောင်တွေကပြန်ပြေးလို့ပြေးအဲ့တော့ဘယ်သူမှလည်းမလာတော့ဘူးအဲ့တော့သူ့ရဲ့ယင်းနေဖားကမကယင်း6ယင်းလောက်ကိုခေါ်လာပြန်အဲ့ကောင်တွေလည်းအခြေအနေမဟန်ဖြစ်ပြန်ဟာ KIA ကတော်တော်လေးကိုစိတ်ဟိုမစိတ်ပြန့်နေတယ်ဗောနော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အာမရတဲ့နေရာသွားရသလိုမခံတဲ့လားခံလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပါအဲ့တော့သူ့ရဲ့ကြံတဲ့စခန်းအားနေတဲ့စခန်းတွေတက်ကအခုဆိုရှင်ဝင်ဆောင်နေပြီ င်ဆောင်တော့ KIA ရဲ့နည်းမြေလောပဇောတက်မှုပေါ့ဗျာနော်သူတို့နည်းမြေလောပဇောတက်တာအရေးမကြီးဘူးနော်အငားပိုက်နဲ့ဓာတ်ထုတ်ခံတာတက်ဟေးဆိုလို့ရှိရင် KIA ရပြောတယ်ဘမလို့တက်ခိုင်းဟေးကောင်းလေးတက်ဆိုဟေးဆုတ်ဆုတ်ဆုတ်ဆိုရှိကချင်းလုံးပြောပြီးအချင်းချင်းပြောပြီးဆုတ်သွားတယ်ဘူရက်ချန်ခဲ့လို့ဆိုရှင်အဲ့ဒီအဲ PDF တွေ PDF တွေဂျန်တဲ့ကောင်တွေဂျန်ခဲ့တယ်အဲအဲ့ပုံစံမျိုးဖြစ်နောက်ဆုံးက PDF တွေကငါတို့လည်းငါတို့လည်းမလုပ်ဘူးဆိုပြီးလစ်ကောအဲ့တော့ဘလို့မှမရတဲ့အဆုံးထုံးမြနိုင်တော့ line ပေါ်တက်ပြီးတော့ ါတို့ကျေးဇူးရှင်ကိုကဲရမှာငါတို့ကျေးဇူးရှင်ကိုကဲရမှာအဲ့ပုံစံမျိုးကျုံွားတဲ့ပုံစံမျိုးတွေဖြစ်လာ PDF ကိုခေါ်လို့မရတော့ PDF တွေကလည်းဘန်မောတော်စိတ်နာတာငါတို့ဘတော်ဘတော်မှာဘန်မောပြန်မလာဘူးတဲ့ဘန်မောသားတွေငါတို့စကိုင်းမှာတွေ့ရတွေ့ကြည့်ဆိုတဲ့ပုံစံမျိုးနဲ့ချိန်မီပြေးကုန်တာအဲ့တော့ဟိုလိုက်ရောက်လို့ရှိရင်ဘန်မောသားတွေဆိုရှင်ပြဿနာရှာတယ်လို့ကြားဘူးတာကြားဘူးတယ်ဗောနော်ကြားနေရတယ်အခုကအဲ့တော့ PDF လည်းခေါ်မရဘာမှခေါ်မရတဲ့ခါကျတော့ဟိုတစ်ချိန်လုံးကကျေးဇူးရှိခဲ့ဘူးသူတွေ့မျက်နိုင်ရဲ့မင်း မင်းနဲ့ငါနဲ့ကျေးဇူးရှိပါတယ်ကွာဗောနော်သူဖုန်းလေးဆက်လိုက်ပုံရပါဟိုကလည်းကျုပ်ကဲမှာကျုပ်ကဲမှာ online မှာတက်ပြီးတော့အာကျွန်တော်တို့အာ KIA ကကျွန်တော်တို့ကျေးဇူးရှင်ကဲဦးမှာကုညီဦးမှာအဲ့တော့ကုညီရပါကုညီရမသိဘူးတေချာတစ်ခုကတော့တန်ပေါ်ဒီနတ်ဆောင်တဲ့မျိုးပါနော်နတ်ဆောင်တဲ့မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးသတိထားဖို့ပေါ့နော်အဲ့လောက်ပဲပြောချင်ပါတယ်အဲပိုပြီးပြောမယ်ဟိဆိုလို့ရှိရင်နောက်ထပ်ထပ်ပြီးပြောမယ်ဆိုလို့ရှိရင်ပေါ့ဗျာနော် အဲဒီ KIA နဲ့ကဖဲချက်ဒီဟိုမှာညံရီညံရီကစားနေတာပေါ့သိရမလားဟိုဘလိုခေါ့နှလုံးရီတိုက်ပွဲဒီအုံနောက်ချင်းပေါ့အတိညာဒီကျွန်တော်တို့ဘလိုခေါ့မလဲဆိုတော့အာနှလုံးရီတိုက်ပွဲလဲဆင်နွှဲနေရတာအဲဆင်နွှဲဆိုတာကညံညံသွေးချင်းလဲရှင်နေရတာဟိုဘံဘွားဒီကတ်ချလိုက်ချင်းမှာတက်ကလည်းအုံတိုင်းဆိုတက်ကစစ်တီတွေဒါကလည်းစစ်အင်အားတွေရောက်လာစစ်အင်အားတွေရောက်လာတယ်မပြီးသေးဘူးเนาะနောက်ထပ် ဘလို့ဟောမဆိုနတ်ဆောင်တဲ့မြို့ဖြစ်တဲ့အတွက်ကြောင့်မလို့နတ်ကနေပြီးတော့ပို့လိုက်တဲ့နတ်စစ်တီတွေပါရောက်လာအဲ့ဒီနတ်စစ်တီတွေဘယ်ရောက်လဲဆိုတော့ကျွန်တော်မပြောချင်ဘူးပေါ့နော်အဲ့နတ်စစ်တီတွေပါရောက်လာချမယ်ချမယ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့အင်အားကပို့လိုက်တာပို့လိုက်တဲ့စစ်အင်အားကတဖွဲနောက်တဲ့နတ်ကပို့လိုက်တဲ့သိတယ်မလားနတ်ဒီကပို့လိုက်တဲ့စစ်အင်အားကတဖွဲနော်အဲ့တော့ရှိနေစေစစ်အင်အားကတဖွဲနော်စစ်အင်အားကပို့တောင်းပြီးတော့ဗံမော်ရဲ့မြို့ထဲမှာ သူတို့ဘက်ကတော့လော်နေပါလိမ့်မယ်နော်။ဗမော်ရဲ့မြို့လေကောင်အမှတ်9ရက်ကွက်တို့ဘာလို့မှာဟာ KHI ရဲ့နေရာရိုက်ဘယ်ဟုတ်မလဲ။ဟိုမှာမြို့ထဲမှာကတ်ဖို့တော့မရဘူး။မြို့ထဲကနေလစ်ကုန်ပြီ။အဲ့တော့ကတ်လို့မရတဲ့အခြေအနေမျိုးတွေဖြစ်လာပြီပုံပြီးကောင်းကောင်းလာတာပဲရှိတယ်အဲနောက်တစ်ခုကစစ်မြေပြင်ရဲ့ပြက်သားမှုအဲပြက်သားမှုရဲ့နောက်ထပ်ဘယ်လိုခေါ်မလဲကျွန်တော်တို့ချင်းမြောက်မှုတွေသွားတွေ့ရတယ်အဲ့ဒါတွေကဘာလဲဆိုရှင်အဲလက်နက်ရလာတယ်ဟဲ့လား စွမ်းဆောင်ရည်ကောင်းလာတဲ့ဟေ့ဆိုလို့ရှိရင်စွမ်းဆောင်ရည်ကောင်းတဲ့စစ်တီကိုချက်ချင်းလက်ငင်စစ်မြေပြင်ယာဓုတိုးတွေပါဖြစ်ကုန်တာ။အချက်ချင်းလက်ငင်ယာဓုတွေကအခုဆိုရင်အရင်ကဘာမှတဖက်မှမရှိတဲ့သူဆိုရင်နောက်ထပ်ကျွန်တော်တို့တရည်တိုးတာလို့တရည်တိုးတာလို့အဲ့လိုမျိုးတစ်ခါလဲတိုက်ရိုက်ကိုတိုက်ရိုက်ကိုယာဓုတိုးပေးတာ။အဲဘယ်တော့ထိတဲ့ပို့ပြီးတော့စွမ်းဆောင်ရည်အားဖြင့်စုချမှုတွေရှိသေးတယ်။စုချမှုဆိုရင်တပုံကိုနော်ဘယ်လောက်ထိတိုက်ခိုက်တိုက်ခိုက်နိုင်လဲ။တပုံလောင်းဘယ်လောက်ရလို့ရှိရင်ဆိုတဲ့ပုံစံမျိုးထိကိုနော်အဲ့ဒီ ရလက်ပေါ်မှာအခြေပြုပြီးတော့ချီးမြောက်သေးတာဗျငွေကြေးဘလောက်ဘလောက်ဘလောက်ဆိုတာချီးမြောက်တာအဲ့တော့စစ်တီတွေကအတိုက်လဲတိုက်တာဟောဗျတိုက်လဲပြော်တယ်အဲ့တော့ဘာမောင်းနဲ့ပတ်သက်လာရင်ကျွန်တော်ဟုတ်ရင်လည်းကျွန်တော်ပြောမှုပါလဲနော်တေးပြပြောနေပြပြောတိုက်ပြပြောနော်ဆိုတဲ့ပုံစံမျိုးပါနော်တိုက်လဲပြော်တယ်အဲ့လိုပုံစံမျိုးမိသားစုဆန်တဲ့ဗောနော်တော့ငါမရှိရင်ငါကောင်တွေဆက်ပြီးတော့နောက်ကတာဝန်ယူมาပဲဆိုတော့စစ်မြေပြင်ပခုံးထမ်းပခုံးလွဲပေါ့เนาะတာဝန်ကိုအားလုံးကနားလည်ထားဖို့ရပါတယ် ရွေးချယ်တိုက်တဲ့သူလည်းတိုက်တယ်အဲတက်မလို့ဘက်ကမထိခိုက်ပြီးတော့ထိခိုက်တဲ့သူလည်းရှိတော့ညာလည်းပဲအဲ့တော့အဓိကကတော့ဒီစစ်မြေပြတာဝန်ကိုမိသားစုနီးတူနော်ပခုံးထမ်းတာဝန်လွှဲပြောင်းပြီးယူနေတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့စစ်သဘောတရားရတော့နောက်နောက်ဖတ်တော့ထိခိုက်မှုရှိကြမှာပဲလीနော်အဲ့တော့ထိခိုက်မှုလည်းရှိတယ်တိုးပါတော့ညာလည်းပဲပို့ပြီးတော့အဲတက်ဖက်ကထိခိုက်မှုနေပြီးတော့ဘာကြောင့်အခန်းနဲ့ထိုင်စစ်လေဗျာနော်အထိုင်အခန်းဆိုတဲ့ခါကျတော့ ဲတစ်ဖက်ကတပုံကပေးဆက်ရတယ်အရန်ကိုများနေပြီအဲ့တော့ဗမော်စီ KIA ခန်းတော့ဒေတာဖြစ်ပါပြီเนาะခန်းပါပါเนาะ PDF တွေလည်းမလာတော့ဘူးတဲ့မလာတဲ့အတွက်ကြောင့်မဆုံးတော့ကျွန်တော်ပြောသလိုပါเนาะထုံးမျက်နှာရဲ့မင်းကမင်းချင်းလေးကောင်းလို့ငါနည်းနည်းပါချီးတာပါဦးဆိုတော့ထုံးမျက်နှာဒီတိုင်းတော့မချီးနိုင်ဘူးပေါ့ဟုတ်လားဒီလောက်တလောက်တော့ပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေတားနဲ့ချီပြီးတော့ရလိုက်ပုံရတယ်အဲ့တော့ထုံးမျက်နှာရဲ့အေအေအုပ်စုတွေ ရောက်လာမှာပါနော်သို့ပါတော့ညာလည်းပဲထုံးမြနေမှတ်ထားမှာကဗမော်သည်မြို့ဖြစ်သည်ရခိုင်ပြည်နယ်လိုဟိုတစုဒူတစုနော်ဘယ်လိုခေါ်မလဲဆိုတော့လူမျိုးရေးမိုင်းတိုက်လို့ရတဲ့မြို့မဟုတ်ဘူးလူမျိုးရေးမိုင်းတိုက်လို့ရတဲ့မြို့မှာသူတို့ရခိုင်ပြည်ကမြို့တွေမှာတော့ဟလာလူမျိုးရေးမိုင်းတိုက်မယ်မိုင်းတိုက်ပြီးအိမ်နေအိမ်နေကြတဲ့ခိုးအောင်မယ်ခိုးအောင်တဲ့ခါကျတက်မတော်ကအထက်ကကြတော့စာအုပ်ကြီးတွေအောက်ကကြတော့လုတ်ပိုင်ခွင့်မရှိအဲ့တော့စခန်းနေကြတယ်လို့ ဘမော်မှာတော့ရမှာမဟုတ်ဘူးဘမော်မှာကတော့မင်းတို့ရခိုင်ပြည်နယ်မှာနော်ဟိုကလိန်ကကြစ်ကြပြီးတော့တိုက်ခဲ့တယ်လို့မျိုးဘမော်မှာတော့တိုက်လို့ရမှာမဟုတ်ဘူးလာခဲ့ပါတဲ့ကျူစုနေပါတယ်တဲ့နော်ဘမော်မျိုးအဝင်ဝါပေါ့နော်ဘမော်မျိုးကကျူစုပါဣဆိုတဲ့ဆိုင်းပေါက်ရောက်လို့ရှိရင်လက်ညိုးပဲထောင်လိုက်ပါလက်ညိုးပဲထောင်လိုက်ပါနော်ဟိုဘလိုခေါ်မလဲဆိုတော့မင်းတို့အဖရခိုင်ပြည်ကျွန်တော်တို့ဒီ ပါလေကျွန်တော်တို့တို့ရဲ့အာခန်တွင်းကိုမတ်ကိုမတ်သွားစေရမယ်ဆိုတော့အာမခန်မျိုးထိများတို့ရမှာပါနော်အဲ့လိုတော့ကျွန်တော်တို့ဒါသုံးသက်လို့ရတာပဲကြောနော်အဲ့တော့ဘမောချင်းနေကောင်းပါတယ်အာညံညံသွေးချင်းတိုက်ပွဲဝင်နေရတယ်တမမူကြီးရဲ့ဒီညံညံသွေးချင်းတိုက်ပွဲဝင်မှုလည်းတိတ်ကောင်းပါတကက်ချင်းစီလာတာနော်တကက်ချင်းစီတစ်ချက်ချင်းစီတစ်ချက်ချင်းစီလာတာမင်းဒီကက်ချာငါဒီကက်ချာဆိုတဲ့ပုံစံမျိုးတွေ့ရတယ် အထက်ရာရှိများရဲ့ဥမေအွန်လိုင်းကအစပေါ့နော်ဗမော်နဲ့ပတ်သက်လာရင်ကျွန်တော်လေးစားပါတယ်သူရဲ့အဲသူရဲ့ထောက်ပံ့မှုတွေနော်အားပေးမှုတွေအများကြီးပါပါတယ်တက်မလို့ကြီးတစ်ခုလုံးပေါ့ဗျာနော်အားလုံးရဲ့အားပေးထောက်ခံမှုတွေပါပါတယ်ပြည်သူလူထုကလည်းတဲတဲလောက်ပါဗမော်နဲ့ပတ်သက်လာရင်အဲ့တော့ဗမော်ချင်းတွေကိုကျွန်တော်ပို့ပြီးတော့အချင်းတွေကောင်းနေပါတယ်တစ်ဖက်ကပြောနေသလို136ကပုံဗီဒီယိုဖိုင်ကြီးနဲ့ဗျာတစ်ခါလဲမရှက်ပါနော်ဟိုတစ်ခါလဲစိန်လုံးအားဟာတယ်သူတို့ဘက်ကဗီဒီယိုဖိုင်တက်လာတိုင်းမှာ ကျွန်တော်ပြောတော့မယုံလို့ရှိရင်ခင်ဗျားတို့အဲ့ဒီခစ်သစ်တို့ခင်ဗျားတို့အဲ့ဒီဘက်ချမ်းမှာတင်နေတဲ့ဗီဒီယိုဖိုင်တွေသွားကြည့်အဲ့အောက်မှာတေချာဖတ်ဖို့တော့မမေ့နဲ့နော်ခင်ဗျားနီပိန်းနေဘယ်တော့မှဖတ်မှာမဟုတ်ဘူးအဲ့ကျွန်တော်ဆနာပြောသလိုကျွန်တော်ဘောမလို့ခေါ်တာအဲ့ကျွန်တော်လုံးဝစိတ်မဆိုးဘူးသို့ပါတော့နီပိန်းကျွန်တော်ကိုခေါ်တဲ့နေဟာခင်ဗျားတို့ကျွန်တော်စိတ်ဆိုးတဲ့နေပြန်ပြီးတော့မဆဲတော်တော့မှပဲကျွန်တော်ပြန်ပြီးတော့နောက်တစ်ခါခုတော့ပြောမိမယ်နော်အဲ့တော့ကျွန်တော်ဘက်တော့မှနီပိန်းမခေါ်ပါနဲ့ငါပိန်းမခေါ်ပါနဲ့ဒါပဲအဲ့တော့ တကယ်ဒီသွားကြည့်လိုက်ပါတို့ရဲ့ဗီဒီယိုကျွန်တော်ဒါအဟောင်းတွေပါဆိုတို့ဝင်ခံထားတာတွေရှိရနော်တို့ပါတော့အဲ့အဟောင်းဆိုတဲ့ဟာကိုတို့ဖတ်ဖို့မေ့သွားတယ်ဒီပိညာအာဒါကြီးကဗမော်ရတော့မှာဟိုကရတော့ဒီကရတော့မလုပ်နဲ့ဟုတ်ပြီအဲ့ဒါကတော့ဗမော်အခြေအနေပေါ့ဗျာနော်အဲနောက်ထပ်ကျွန်တော်တို့ဗမော်ပြီးသွားရင်ကျွန်တော်တို့ဘကိုးဘောက်သွားရအောင်အဲဘကိုးဘက်ကညောင်ကျိုးပေါ့ဗျာနော်ကပ္ပစဆက်ယုံကြီးတွေရှိတယ်အုတ်ရှစ်ပင်ကိုကာကွယ်ထားတဲ့ညောင်ကျိုးစခန်းဟာဟာညောင်ကျိုးစခန်းကိုရလို့ရညာကေရအဲကေရရင်တော့မပေါ့ဗျာအမကအေအေနဲ့ ချင်းတပုံနဲ့ကွန်နုံးတွေပေါ့ကွန်နုံးပတ်တွေနဲ့စုပြီးတော့တိုက်ကြတယ်တိုက်တဲ့ခါမှာအေအေကလည်းတိတဲ့တိုင်းပေါ့အခုချိန်မှာသူကအရန်ကိုစိတ်တက်ကတက်ကြွရနေတာရခိုင်ပြည်မှာလိုကျန်တဲ့နေရာမှာရမထင်နေတာရခိုင်ပြည်မှာပဲရမယ်ဘာကြောင့်လဲဆိုတော့မင်းတို့လူမျိုးရေးမှိုင်းတိုက်ပြီးတော့နော်ရခိုင်ပြည်နယ်မှာတိုင်းတာတစ်ခုကြီးအောင်မြင်တယ်သူပေါ့မင်းတို့ရခိုင်ပြည်နယ်ပတ်သက်လာလို့ရှိရင်ဒီမင်းတို့ရဲ့အာဒီကျွန်တော်တို့ပေါ့နော်ဟိုတက်မတော်ရဲ့အကြီးအကဲကိုပါရခိုင်မျိုးသမီးကိုယူထားတဲ့ခါကြတော့လေ ဒါတွေကထက်ထွက်စဉ်းစားရမယ့်တိုင်းတာတွေဖြစ်သွားတဲ့အတွက်ကြောင့်မို့အောင်မြင်တရားရှိနေပေမဲ့လည်းသူပြတ်သားတဲ့နေ့ကတော့တတော်ကြီးကိုပြတ်သားမယ်လို့မျှော်လင့်နေအခုချိန်မှာတော့ဘာမှပြတ်သားခြင်းမရှိဘူးအဲဒါကြောင့်မို့အောင်မြင်မှုရာကောင်းရလိမ့်မယ်ဘကိုးဘက်ကတော့မစဉ်းစားပါနဲ့အဲ့ဒီညောင်ကျိုးကလည်းကြော်လာဖို့လည်းမစဉ်းစားနဲ့ညောင်ကျိုးကလည်းသူတို့ဒီစေတရတဲ့ပုံတွေပေါ့သူတို့ဘက်ကတင်းတဲ့သတင်းတွေနဲ့နော်စိုက်ဝါးတွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော် site ဝါဖြစ်တာမဖြစ်တာတည်င်းဖြစ်လာရင်ပေါ့အဲ့တည်င်းကိုကျွန်တော်စီးစစ်ကြမယ်နော်ကြွန့်ကျင်သူတွေနဲ့ပြန်ပြီးတော့လေ့လာရမယ်အတီးပြုတ်တော့ဆိုတော့ကျွန်တော်စဉ်းစားထားတယ်အဲ့တော့ညောင်ကျိုးဘက်မှာသူတို့ပြောပုံရဆိုရှင်ဟာတက်မလို့ကထိုးစစ်ဆင်လာတဲ့ဟာအတုံးယုံနဲ့ကြသွားတယ်နောက်ပြန်လန့်တယ်ဆိုတာပဲရှိတယ်စဉ်းစဉ်းစားလဲပြောပါမြေပြင်မှာဘလို့ဖြစ်နေလဲဆိုရှင်အုတ်ရှိပင်မကလာရင်နော်ညောင်ကျိုးရဲ့ကာကင်းစခန်းလို့ပြောလို့ရတဲ့ချင်းကုန်းအဲ့နားမှာတင်ញိုင်းကုန်းလည်းရှိတယ်နော်အဲ့ချင်းကုန်းကို တက်ကထိုးစစ်ဆင်ပြီးရရှိသွားပြီရရှိသွားကချင်းကုန်းကိုအခြေပြုပြီးတော့တက်ကဘယ်ခေါ်မဆိုလို့ရှိရင်ညောင်ကျိုးကိုထိုးစစ်ဆင်နေတယ်ထိုးစစ်ဆင်တဲ့အခါမှာအေအေကပြန်ဆုတ်နေရတယ်ပြန်ဆုတ်နေရတဲ့အခါမှာအခုကြံခဲ့တဲ့အင်အားလေး PDF အင်အားလေးတွေเนาะချင်းတပုံအင်အားရဲ့ဒီဘယ်ခေါ်မဆိုရခိုင်တပုံအင်အားရဲ့ပေါပြီးတော့အင်အားတွေဖြန့်ကျဲပြီးတော့ကြောက်ကြားစစ်နဲ့ခိုးတိုက်နေရတဲ့ဘဝဖြစ်နေတာ ဲ့တော့တက်ကလည်းဒါကိုသိတယ်ဒီနေရာကတိုက်တပုံကိုနှိမ်နေရတအားကိုခတ်ခဲ့တယ်။ဘာကြောင့်လဲဆိုအဲ့နေရာကမြေအားဖြစ်ဆိုလို့ရှိရင်ကျွန်တော်အနေအမြင့်နဲ့တောင်တောင်တောတောင်ထူထပ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိုက်ခတ်ရတာနော်။စစ်ပွဲတပွဲဆင်တွေကတော်တော်ခတ်ခဲတဲ့နေရာဖြစ်တယ်။အဲ့တော့အဲသူတို့တိုက်နေတဲ့ပုံစံကအေးတပုံနဲ့ဒီသူတို့ကုန်နှုံးနေနဲ့ပေါင်းပြီးတော့သူတို့နေရာချက် နေရာတွေကိုမှအင်အားနည်းနည်းနဲ့ဖြန့်ကျက်ထားတယ်ပြီးလို့ရှိရင်တော့အင်အားစုတယ်စုပြီးတော့ဝင်တိုက်တဲ့ပုံစံမျိုးတွေဆောင်ရွက်နေရတွေ့တယ်အဲ့တော့စည်ရဲအပြည့်အလုံများတာပဲရှိတယ်ညောင်ကျိုးရွာကြီးကိုသူတို့ရထားတာတော့တက်ကနောက်ဆုတ်လိုက်ရမှရှိတယ်သူတို့နေမရဘူးအဲ့တော့အဲ့တော့ဆိုလိုချင်တာကညောင်ကျိုးကိုသူတို့ရသွားတာမဟုတ်ဘူးတက်ကခိတနောက်ဆုတ်ပေးလိုက်ပြီးသူတို့ကညောင်ကျိုးကိုရထားလာလို့ပြောလို့မရတော့ဘူး။ဘာကြောင့်လဲဆိုခိုးကြောင်ခိုးဘက်နဲ့ဘီနာတော်ထဲမှာပတ်ပြီးနေနေရတာလေနော်။အဲ့တော့ဘယ်ဟိုမှမရထားပါဘူး။ဒီပုံစံဒီနည်းတိုင်းပါပဲ။အဲ့တော့သူတို့တွေ စုမယ်စုပြီးဝင်ဆောင်မယ်ဆိုတဲ့ပုံစံမျိုးပဲရှိတယ်အဲ့တော့တက်ကလည်းအရန်ကိုပါနှက်ပါတယ်အဲ့ဒီကျွန်တော်ချင်းကုန်းဘက်ကိုအပိုင်ယူထားပြီးတော့အိုက်ကနေပြီးတော့ညောင်ကျိုးကိုပုံမှန်တိုင်းလေးထိန်းနေတာဖြစ်ပြီးတော့တစ်ဖက်ကနေအုပ်ပြီးတော့ကျော်တို့ဟုတ်မိုးထီထီကမိုးထီထီကညက်ပြီးတော့တက်ကစော်ဖို့ရှိတယ်အဲ့တော့အဲ့ရလဲတက်ရဲ့ရီမန်းချက်နံပါတ်1ရီမန်းချက်ဖြစ်အဲမိုးထီပေါက်လို့ရှိရင်အဲ့ကနေဆက်သွားမယ်ဆိုတော့တောင်ကုတ်ကိုရောက်မယ်အဲ့တော့တောင်ကုတ်မှာ အာအေအေလည်းတော်တော်သေးပြတ်ပုံရပါတယ်တောင်ကုန်းမှာခုလောဆယ်အင်အား3000လောက်အေအေအင်အား3000လောက်ကတောင်ကုန်းမှာရောက်နေတယ်အဲ့တော့တောင်ကုန်းကနေပြီးတော့ဘယ်သွားမလဲဆိုတောင်ကုန်းကနေအထက်ကိုတက်သွားမယ်ဟိဆိုမအီမအီကနေထက်လမ်းခွဲသွားမယ်ဟိဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာကြောက်ဖြူဘက်ကိုသွားလို့ရပါဘောကြောက်ဖြူရံပြဲရံပြဲကိုရောက်မှာအဲ့တော့တောင်ကုန်းမှာရောက်နေတဲ့အင်အား3000ကဘယ်ကိုအားဖြည့်ဖို့လဲကျွန်တော်ကစဉ်းစားသုံးသပ်ရမှာဘာကြောင့်လဲပဲခူးမှာ သူတို့ဘလို့မအခြေမလားအခြေမလားအတွက်ကြောင့်မို့သူတို့အင်အားထက်ပြီးလို့နေပြီအဲ့တော့တောင်ကုန်းနဲ့ဆက်နေတယ်အဲ့တောင်ကုန်းကိုပါရှိနေတော့အေးအေးအင်အား3000လောက်ကကျွန်တော်တို့ဒီပဲခူးတိုင်းကိုသွားမလားဒါမှမဟုတ်လို့ရှိရင်လည်းတောင်ပိုင်းဖြစ်တဲ့ကျွန်တော်တို့ဒီကျင်းတလီကနေပြီးတော့စင်ကျင်းတလီကနေပြီးတော့ထပ်ပြီးတောလန်းကျော်လို့ရှိရင်ကျွန်တော်တို့ကဒီရိုးမတောင်ချေကျွန်တော်တို့လေးမျက်နာတို့နော်ငတိုင်းချောင်းတို့ဘာလို့ရောက်မအောင်နော်အဲ့တော့လေးမျက်နာငတိုင်းချောင်းရေးကြီး ဲ့ဒီဘက်ခြမ်းမှာသူတို့ခြေကုပ်ယူထားတဲ့နေရာရှိတယ်။အိုက်ကိုသွားမလဲ။ဒီ3000ကအင်အား3000ဘဲကိုသွားမလဲ။တေချာတို့ကတော့ကြောက်ပြူကိုသွားဖို့တော့မလွယ်တော့ဘူး။အဲ့မှာအရှိတ်ဘက်ကိုဘေးဘက်ထွက်ချွေးရင်တော့မြစ်ပဲရှိတာ ਉਹ နော်။အေးရရေမကူမကူတက်တာ။ရေမကူတက်တဲ့ခါကျတော့တောင်ကုတ်သွားမယ်ဆိုမအီကိုပြန်ဆုတ်ပြီးတော့မအီရမတစင်ဆက်တိုးရမယ်အစီအစဉ်ရှိတယ်ပေါ့နော်။အဲ့တော့ဒီအင်အား3000ရဲ့အနာဂတ်ကတော့ကျွန်တော်ကြည့်တာဘကူဘက်ကိုတက်လာမလား။အဲဒါမှမဟုတ်ရှိရင်လည်း ARR ဘက်ကိုသွားမလားအောက်ပိုင်း ARR ဘက်ကိုဆက်သွားမလား ARR အောက်ပိုင်းဆင်းရင်တော့လည်းမလွယ်ဘူးအောက်ပိုင်းမှာကရေတက်ကတီချာ special ထိုင်လာတာအောက်ပိုင်းဆိုတော့ပြကွာကွာချက်ကျော်လာရှိရင်ကျွန်တော်ရှူကင်းတာတို့เนาะချောင်းတာတို့အဲအဲ့ဘက်ချမ်းကိုရောက်မအောင်အဲ့ဘက်ချမ်းမှာကလည်းရေတက်ကထိုင်လာအတွက်ကြောင့်မလို့ရှိရင်เนาะရေတက်တင်ပေါ်ကြီးတက်ထိုင်လာတယ်တက်စကန်နေအမှာဘောမီတို့ဘောတီချာထိုင်လာအတွက်ကြောင့်မလို့အဲ့ဘက်ချမ်းကိုဆင်းလာပေါ်လာမလွယ်ဘူးအဲ့တော့၃လေးလေးငတိုင်းချောင်း၃လေးလေးကိုလည်းတို့ကာကင်းကိုလာလာပြီးတိုက်ရတော့ရှိတယ် တော့အဲ့ကိုပဲသွားမလားဒီ3000ဘဲကိုသွားမလဲကျွန်တော်ကသိချင်တာအဲ့တော့ဒီ3000ဒီကိုရောက်လာခြင်းကလည်းဘယ်ဒီအင်အား3000 A တစ်ဖွဲ့တယ်မဟုတ်ဘူးတေချာတစ်ခုကတော့ကျွန်တော်တို့ MED အမ်ပရန်လန်းကျောင်းကနေပြီးတော့เนาะ PDF တွေအဲ့မှာသွားစုအဲ့ကနေမှတစ်ဆင့်အင်အားဖြန့်ဝေတာဖြစ်ဖို့များတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအင်အား3000ကပကိုးတိုင်းအတွက်လည်းဖြစ်သွားနိုင်တယ်เนาะ ARV တိုင်းအတွက်လည်းဖြစ်သွားနိုင်တယ်တောင်ဘက်ဂွားကျော်ပြီးတော့ကျွန်တော်တို့ဒီ ်ချောင်းသာတို့ရှုကင်းသာတို့ပဲလည်းဖြစ်သွားနိုင်တယ်အဲ့တော့ဒါစောင့်ကြည့်တော့ဗျာနော်အဲ့ဘလိုပဲဖြစ်ပါအချင်းချင်းချင်းပြောရမယ်ဟဲ့ဆိုလို့ရှိရင်တော့ဘကိုးတိုင်းကအခြေအနေကောင်းပါတယ်နော်ညောင်ကျိုးအခြေအနေကောင်းပါတယ်တိုက်ပွဲအဖြစ်ကိုယ့်ဘက်ကအသာစီးပဲရှိပါတယ်အဲ့တို့ပြောနေသလိုအဲနိုင်သွားတယ်ဆိုတာမဟုတ်ပါဘူးမြေပြင်အနေထားရသူတို့လည်းအခုချိန်ဒီဒီစခန်းနေရာသူတို့ရတယ်သူကပြောတက်ကလည်းအချိန်နေရတာနောက်ဆုတ်ရတာ ။ဘာကြောင့်တိုက်ရတာခက်ခဲတဲ့အတွက်ကြောင့်မို့လို့သူတို့ကလည်းအသေးခံပြီးတော့တိုက်တော့ဆိုလိုချင်တာကဒီနေရာတွေကထိန်းချုပ်လို့မလဲတဲ့အတွက်ကြောင့်မို့ထိန်းချုပ်လို့ရတဲ့အခြေအနေမြေပြန့်အထိကိုစုတ်တာမြေပြန့်ဆိုတာကျွန်တော်တို့အခုတက်ကထိုင်ထားတဲ့ဆင်လန်တို့လေလန်တို့ရှုကင်းတာတို့ဆိုတာမြေပြန့်အခြေအနေမျိုးရှိတယ်။တက်လာမြမြေငွင်းရှင်းတယ်။အခုဥမာပြ3လေး3လေး3လေးဆိုတာကျွန်တော်တို့ဒီငတိုင်းချောင်းဘက်ပေါ့နော်။ရေကြီးငတိုင်းချောင်းအဲ့ဒီဘက်ကြောကပေါ့။အဲ့မှာရှိတဲ့3လေးလေးရဲ့ကာကင်းကလည်းပြကွင်းတအောင်ရှင်းတာ။ရှင်းတဲ့ခါကျတော့အမြင့်ရှင်းတယ် အဲ့ဒီရှင်းလဲသူတို့လာတယ်လာလဲလန်ကြတယ်အဲ့ဒါလဲလာတော့မယ်တော်တော်အန်အော့ဖို့တော့ကောင်းတယ်အဲဘယ်လိုမျိုးတွေစစ်တိုက်နေတော့ကျွန်တော်တို့အသုံးသခတ်တယ်အဲ့တော့ဒီကြောင်ဒီနေ့အဲစီရေးမှာကျွန်တော်တို့နောက်ခုပြောခဲ့ပါပြီနော်ဘာမောအကြောင်းလဲကျွန်တော်ပြောခဲ့ပြီအဲဘကိုးတိုင်းပေါ့ညောင်ကျိုးအချင်းနေလဲကျွန်တော်ပြောခဲ့ပြီဖြစ်တယ်အဲ့တော့နောက်ထပ်မကွေးတိုင်းလေးပေါ့ထည့်ပြောပြီးပါဆိုတဲ့ပုံစံမျိုးရှိတယ်နော်မကွေးမှာတော့ကျွန်တော်တခါစစ်ပြူဟာနဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့တာရှိပါတယ်နော်အဲ့ဒါက နေပြင်စကြောင်းထိုးမှုတွေကိုဘယ်တော့မှစမှတ်ထားပါနော်အကာပြီးဖို့တော့ကဝိုင်းတွဲသုံးမဟုတ်ဟိုမစ်အာ35နော်35တုံးမဟုတ်ဒါမျိုးလေးတွေကထားပြီးပါဆိုတဲ့ခါကျတော့တိုက်ဆိုင်တာပါအဲသူတို့လည်းငကိုတွေကလည်းလုံနေတာပါကျွန်တော်ကလည်းဒါမျိုးစိတ်ထဲကခံစားပုံဖော်တဲ့ပုံစံမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်စိတ်ထဲရှိတာလေးကျွန်တော်ပြောသလိုတိုက်ဆိုင်မှုလေးရှိပါတယ်အဲ့တော့မကွေးတိုင်းမှာပေါ့နော်ညီပြင်းစစ်ကြောင်းနေ ထိုးသလိုအဲ့ဒီမြေပြင်စကြောင်းကိုလည်းအဲကျွန်တော်တို့ဒီဆန္ဒပြောသလိုဝိုင်းထွဲတို့ဘာတို့ကအကာအကွယ်ပေးပြီးတော့တိုင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မကွေးတိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့သတင်းကောင်းမျော်ပါလို့ပဲပြောရမှာကျွန်တော်သတင်းကောင်းသတင်းကောင်းမျော်ပါဆိုပြီးတော့ပြောခဲ့နေရအာကျွန်တော်တို့ဒီမိုးပြဲပေါ့မိုးပြဲကိုလည်းကျွန်တော်ပြောထားပါပြောထားပါတယ်နော်မိုးပြဲဟာရန်သူဘလောက်ခံနိုင်ရရှိတယ်လဲဆိုတော့စမ်းသပ်ပါ။ဘာကြောင့်လဲကျွန်တော်နယ်မြေခြေနေတွေတက်သွားတဲ့ခြေနေတွေ လာလာတွေတက်ထိုင်ထားတဲ့အခြေအနေတွေအဲသဘုံအခြေအနေတွေနှစ်ဖက်သတင်းအခြေအနေတွေကျွန်တော်သုံးသပ်ကြည့်တဲ့အခါမှာမိုးပြေကရန်သူဘလောက်ခံနိုင်ရှိပြီးတောင်းခံနိုင်လဲဆိုတာဆိုတာကိုကြည့်ရမယ်ပွဲကျန်တာကြည့်ရမှာမဟုတ်တက်နောက်ဆုတ်သွားမလားနောက်မဆုတ်သွားမလားကြည့်ရမယ်ပွဲမဟုတ်ဘူးသဘုံဘလောက်ကြာကြာနေနိုင်လဲဆိုတာကိုပဲကျွန်တော်ကြည့်ရမယ်ပွဲဆိုတဲ့အတိုင်းအခုချိန်မှာတော့သဘုံကြီးမိုးပြေမဟုတ်တော့ဘဲနဲ့မိုးပြေဖြစ်နေပါပြီအဲ့တော့အဲထို့တူမကွေးတိုင်းကလည်းအခုဆောင်ရွက်ချက်ပုံစံတိုင်းကြည့်မယ်ဟေ့ဆိုရှင်တော့မကွေးတီး အပုံဘလောက်ခံနိုင်တယ်လဲဆိုတဲ့ပုံမှာကျွန်တော်စောင့်ကြည့်ရတော့မယ့်အခြေအနေဖြစ်သွားပြီအလုပ်ပုံကန်ပုံနဲ့အားလုံးကိုကြည့်တာအဲစီရေးအဖြစ်ကျွန်တော်ခရီးစစ်အတွင်းကြတော့ကျွန်တော်မပြောခြင်းလို့တလုံးပြောလို့ပြောမနိုင်ပါဘူးအဲသို့ပါတော့လည်းပဲကျွန်တော်ကျွန်တော်လေ့လာသုံးသပ်ထားတဲ့အစုအဖွဲ့တွေအားလုံးပေါ်မှာအခြေခံပြီးတော့အဲ theory ထုတ်ရမယ်ဟိဆိုလို့ရှိရင်တော့ဘလောက်ခံနိုင်ရှိတယ်လဲဆိုတော့စမ်းသပ်ရမယ်ပွဲပဲဖြစ်ပါတပုံဘက်ကနော်တပုံဘက်ကနော်အဲတက်ဖက်ကတော့ စစ်ရဲ့သဘောတရားရထိခိုက်နာကျင်မှုရှိနိုင်တယ်သို့ပါတော့ညာလည်းပဲတကယ်တော့ရင်တကယ်ဖြစ်ပါတယ်မလုပ်လို့ပါเนาะအဲ့တော့ဒါကမကွေးချင်းတွေပေါ့နောက်ဆုံးချင်းတွေနဲ့ TNL ကဘာပြောတယ်လဲဆိုတော့ TNL ကသွားဆွေးနွေးတယ်သွားဆွေးနွေးတော့အကေရည်များပေါ့เนาะစပွဲဝိုင်းပေါ့တတ်သွားတယ်အဲ NASA ကလည်းဆွေးနွေးကိုတတ်သွားတတ်သွားတဲ့ချိန်မှာလိုဂျီနာများရသွားလို့ရှိရင် MNDA လို့ပဲဟေးကောင်းနေကွန်ဒုံးနေဘိုင်ဘိုင်တတ်တာဆိုပြီးတော့ လစ်သွားမှာသို့ပါတော့လဲလိုချင်တာများမရတဲ့အခါကျတော့ငပိန်းလက်ခုတ်တယ်လာပြန်ချူရတယ်ဟေးကောင်းနေကျွန်တော်တို့အာဒီတိုင်းသားမလို့ကောင်းမလဲအာဒီအာနာရှင်ကြီးကိုတိုက်ရမှာငပိန်းလက်ခုတ်တယ်လာချူပြီးအဲ့ဒီမင်းတို့အဲ့ဒီ PDF တို့ NUG တို့ကလည်းလေနှကောင်းပါလို့နှကောင်းတာမပါလို့ရှိရင်ကျွန်တော်တို့ဟိုမက်ဆင်ကိုနော်အစားစာပါဆိုပြီးညာချွေးမုတ်ဆိုပြီးညာချွေးနော်မှာစားမယ်အမျိုးတော်လန်ရေးလို့သာပြောလိုက်ကျန်တာအကုန်ပိတ်ပိတ်ပိတ်သွားပြီအဲကြောင့်ကျွန်တော်ကိုခင်ဗျားတို့ဘောမခေါ်ရင်ခေါ် ဘယ်တော့မှနီပိန်ငပိန်မခေါ်နဲ့ကျွန်တော်အရန်စိတ်ဆိုးတယ်နော်အရန်စိတ်ဆိုးတယ်အဲ့တော့ဘောမှခေါ်ခံမလားနီပိန်ခေါ်ခံမလားဆိုလို့ရှိရင်ကျွန်တော်ဘယ်တော့မှနီပိန်တော့ခေါ်မခံဘူးအဲ့တော့ပြောချင်တာကတော့လေတီယန်နယ်လေးစပွဲမှာတက်သွားတယ်လိုချင်တာမရတော့ပြန်လာတယ်ပြန်လာပြီးတော့ငပိန်တစ်ခုတန်ပြန်ချူတယ်ဟာဟိုကောင်တွေကလည်းလေဟိုကောင်တွေကမင်းတို့အဲ့နီပိန်များကလည်းအမှတ်မရှိဘူးနော်ဟို MND ကလည်းမင်းတို့ကိုအကောင်းကောင်းအုံပြုပြီးတော့လွတ်ပြစ်သွားတယ်ဒါလည်းအခုတီယန်နယ်လေးကလည်းစပွဲပေါ်တက်သွားတယ် ရလို့ရညာမရတော့ပြန်လာတယ်ပြန်လာပြီးတော့မင်းတို့ကိုပြန်ပြီးတော့ငပိတ်လက်ခုတ်တန်ချူတာအာမင်းတို့ပြန်ချူဆိုပြန်မင်းတို့မင်းတို့အဲ့ဒီအမ်ဒီတော်လာရေးပါတော့ဒီပိငပိင္ကိုမေးချင်တာမင်းတို့ဘာတွေလဲမင်းတို့ကြော်ဖို့မှာစာရေးထားလားအင်္ဂလိပ်လိုမျိုးလဲ use me and kick me ဆိုလိုချင်တာငါ့ကိုကောင်းကောင်းအသုံးချပါပြီးအာရပါရကန်ထလိုက်ပါဆိုတဲ့ပုံစံမျိုးများအသုံးချထားသလားအခုအမတီနန်နယ်လေးကသူ့လိုချင်တာကိုတမလို့စီကတောင်းလို့မရတဲ့ခါကျတော့ ငပိလက်ခုတ်တန်တစ်ခေါက်လာပြချူတယ်အဲ့တော့မင်းတို့နေလဲနော်မင်းတို့နေလဲဒါမင်းတို့ဝစ်ကျွေးပဲလို့ပြောရမှာပေါ့ကွာနော်မင်းတို့ဝစ်ကျွေးပါအာခံလိုက်ပါဟိုကတော့တေချာတယ်မင်းတို့တွေကိုကောင်းကောင်းအောင်သုံးချပြီးသုံးချပြီးတော့တော်လန်ရေးလက်ခုတ်တန်ထပ်ချူနေပါပြီအဲ့တော့ကျွန်တော်ဒီနေ့စီးရေးနိုင်ငံရေးသုံးသက်ချက်ကလေးကိုကျွန်တော်ဒီလောက်မှာပဲရက်တန့်ပြစီရောနော်ကျွန်တော်အရင်စိတ်ဆိုးတယ်နော်ကျွန်တော်ဘယ်တော့မှနီးပိမခေါ်ပါနဲ့ဒါပဲပြောပြချင်တယ်